ဘဝမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီ24ဘောဆက်တဲ့တဲမှာပေါ့နော်အဲပါဝါနဲ့ကြီးတဲ့ကောင်မျိုးလေးကိုပြရမယ်ကျွန်တော်တို့ aircon တစ်ကောင်ဝဲတစ်လုံးလောက်ကိုလွလွကျွကျွသုံးလို့ရတယ်ပေါ့နော်တခြားအိမ်သုံးတဲ့စပစ္စည်းလေးတော်တော်များများကိုလည်းသုံးလို့လည်းရမယ်ဈေးနှုန်းကလည်းတင်းတင်းနဲ့အမကန်လည်းကောင်းတယ် quality ဘိုင်းလည်းအရင်အဆင်ပြေတယ်အဲ့တွဲလေးကိုကျွန်တော်ပြရမယ်နော်အဲ့တွဲလေးကတော့ဘာကဘာလေးလဲဆိုတော့ကျွန်တော် roman roman 24ဘော4.2 kW အဲဒီကောင်က24ဘောထဲမှာဝက်4200ပေါ့နော်4.2 kW နဲ့လာတယ်အမကန်နှစ်နှစ်ပေးထားတယ်အမဒါကို မာရာမကနည်းနည်းပေးတာပြတင်းတို့မှာပစ္စည်းကလက်ခအကုန်ခမဲ့အဲပြီးတော့သူကဒီ4.2 kW လေးကိုကဘာတွေနိုင်မလဲဆိုလို့ချင်းကျွန်တော်တို့ air con ဆိုလို့ချင်းတကောင်အားတကောင်ခွဲအဲ့ဒါလေးနိုင်မယ်ပြီးလို့ချင်းကျွန်တော်တို့အဲထမင်းပေါင်းကနေချက်လို့ရမယ်ထမင်းပေါင်းကိုကျွန်တော်6လုံးနဲ့7လုံးနဲ့လောက်ဒီကောင်ချက်လို့ရအဆင်ပြေတယ်ပြီးသွားလို့ချက်လို့ချင်းကျွန်တော်တို့ဘာတွေရမလဲဆိုဂျေကက်တတာတွေရမယ်ရှေမော်တာတကောင်အားတွေရမယ်အဲပြီးတော့ကျွန်တော်တို့ဒီဥပမာပေါ့နော်ကျွန်တော်တို့ site နေအတွက်ကျွန်တော်တို့ဒီ freezer တွေ ခြေလာလေးအဲ့ဒါလေးလည်းသုံးလို့ရမယ်ဒါဒီကောင်က24ဝတ်မှာတော်တော်ကြီးအဆင်ပြေတဲ့ကောင်မျိုးလေးပြီးတော့သူက solar နဲ့လည်းသုံးလို့ရမယ် EPC နဲ့လည်းအသွင်းလို့ရမယ် solar နဲ့လည်းသုံးလို့ရမယ်သူက solar တက်မယ်ဆိုလို့ကြည့်လို့ရှိရင်ကျွန်တော်တို့အနည်းဆုံး2ချက်ကနေအများဆုံး6ချက်ထိတက်လို့ရတယ် solar panel ဝက်လည်းများများသုံးလို့ရတယ်အဲ့တော့နေကင်းပိုင်းအတုံးများတဲ့ customer တွေအတွက် solar ကြက်ရေများများနဲ့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်ဒီမှာဒါဒီကောင်လေးကျွန်တော်သူနဲ့တွဲပေးမဲ့ကောင်လေးကတော့ကျွန်တော်တို့ CAT ရဲ့ CAT ရဲ့ 24.0320AH ဒီကောင်လေးက display ပါမယ်အဲကျွန်တော်တို့ အဓိကဒီထဲမှာပါတဲ့ဒီသူ့ရဲ့ဟိုဥစားပေါ့နော် cell တွေကိုတလုံးချင်းစီဆက်လို့ရမယ် display လေးတွေပါမယ်ပေါ့နော် percent ပြမယ် voltage ပြမယ် current ပြမယ်အဲပြီးတော့ bluetooth ပါမယ် bluetooth ပါအောင်မဲ့ JKBMS ကိုတုံးထားပေးတယ်ကျွန်တော်တို့အဲပြီးတော့ light cycle 6000ပါမယ် grade new set ပေါ့နော်ဒါအဒီကောင်ဒီ setup လေးဆိုလို့ကြည့်လို့ရှိရင်ကျွန်တော်ဥမာ aircon တစ်ကောင်အားတစ်လုံးနဲ့ lighting ကျွန်တော်တို့လေးကြောင်းလောက်သုံးမယ်ပေါ့နော်ပုံမှန်အိမ်တိုင်းမှာထွန်းထွန်းလေးကြည့်ရတဲ့အချိန် lighting လေးကြောင်းလောက်သုံးမယ်ဆိုဒီကောင်က6000လောက်ဒီကောင်ကောင်သုံးလို့ရတယ် 6ရက်လောက်ဆိုတာတော်တော်အဆင်ပြေတဲ့အချိန်လေးမှာပါတယ်ပေါ့နော်6ရက်လောက်အတွင်းမှာကျွန်တော်မီးပြတ်တဲ့အချိန်ကိုအေးအေးဆေးဆေးဖြတ်တန်းနိုင်တယ်အဲပြီးတော့သူ့ကိုအပြန်သွင်းမဲ့ဆိုလို့ရှိရင်လည်းသူက battery 20%ကနေပြီးတော့100%အထိပြန်တက်ဖို့ကိုကျွန်တော်၄နာရီပဲကြာမယ်မီး၄နာရီပြန်လာပြီဆိုတာနဲ့ battery အားအပြစ်ပြန်ဖြစ်မယ်ပြီးတော့ standby ပြန်ထုတ်သုံးဖို့အတွက် full charge ဖြစ်နေပြီအဲပြီးတော့ကျွန်တော် inverter ကိုအမကန်နှစ်နှစ်ပေးတယ်ဘက်ထရီလေးကိုအမကန်ဘယ်လိုပေးလဲဆိုကျွန်တော် 5year 3+2 ပထမ3နှစ်ကိုပစ္စည်းကလက်ခအကုန်ခမယ်နောက်4နှစ်မြောက်နဲ့5နှစ်မြောက်ကလက်ခကမယ်ကိုပိုင် service center ရှိတယ် service အရင်ကောင်းတယ် service မြန်အဲအဲ့ဒီအပြင်ကိုသူ့ရဲ့ကိုပိုင် service center ရဲ့အပြင်ကိုကျွန်တော်တို့နဲ့တက်ဆင်မယ်ဆိုလို့ရှိရင် power boy after the service run တွေကိုလည်းတစ်နှစ်ထပ်ရအောင်မယ်အဲကျွန်တော်တို့ power boy after the service run တွေကပါလေးလဲဆိုတော့ကျွန်တော်ဥမာပေါ်တော့လူမျိုးတွေမှာတခုခုသုံးနေရင်လည်း inverter လေးက error ဖြစ်သွားမယ် inverter တော့၎င်း battery တော့၎င်းပါနော် error ဖြစ်တဲ့အချိန်မှာကျွန်တော်တို့ဖုန်းဆက်လိုက်ဖုန်းဆက်လိုက်ရင်ကျွန်တော်တို့48နာရီအတွင်း ကျွန်တော်တို့ subitin လာပေးမယ် subitin လာပြီးတော့ error ဖြစ်တဲ့ကောင်လေးကိုဖြုတ်သွားမယ်ဖြုတ်သွားပြီးကျွန်တော်တို့မှာအရန်တဲ့အစားထိုးတစ်လုံးအစင်းတဲ့ပါလာမယ်ခဏပြန်အစားထိုးပြီးတော့အကုန်ပြန် try မိခဲ့မယ်မီးတွေကုန်ပြန်သုံးလုံးရအောင်လုပ်ပေးသွားမယ်အဲလူကြီးမင်းတို့လုံးလေးကိုပြန်ပြီးပြင်ပေးမယ်ပေါ့နော် service center ပြန်အပ်ပြီးတော့ service center ပြန်ကောင်းလာပြီဆိုတာနဲ့ကျွန်တော်တို့လူကြီးမင်းတို့ကိုယ်တိုင်ကိုယ်ရောက်ပြန်လာပြီးတော့ကျွန်တော်တို့အစားထိုးလုံးလေးကိုဖြုတ်သွားမယ်လူကြီးမင်းတို့ error ပြန်ကောင်းလာတဲ့အလုံးလေးကိုပြန်တက်ပေးခဲ့မယ်အဲ့လို service မျိုးကိုကျွန်တော်တို့တစ်နှစ်ထိပေးရပေါ့နော်အဲ့တစ်နှစ်အတွင်းမှာ ဖန်တမ်ရရှင်ခြားချက် service ခြားချက်အစားထိုးအလုံးအတွက်ခြားချက်ပါတခုမှမရှိဘူးကျွန်တော် after the service လေးကိုတစ်နှစ်ပေးထားတယ်တကယ်လို့အဲ့တစ်နှစ်ကျော်သွားခဲ့သည်ဆိုရင်ကျော်သွားခဲ့တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ after the service brand လေးကိုထပ်ပြီးတော့ဝယ်လို့ရမယ်ဒါကျွန်တော်တို့အဲ့အတွက်လည်း plan လေးတွေ package လေးတွေလောက်ထားပေးတယ်ပေါ့နော်ဒါဒီအတွက်လေးကဆိုရင်တော့ကျွန်တော်တို့ဒီအိမ်မှာလုတ်တယ်လည်းအများကြီးလည်းမသုံးညင်ဘူးအကိုအိမ်ခန်းတခန်းတဲ့အတွက်ပဲအဲကွန်လေးသုံးမယ်ညပိုင်းအိပ်တဲ့အချိန်မှာအဲကွန်လေးဖွင့်ပြီးတော့အိပ်မယ်ပေါ့နော်အရန်အဆင်ပြေတဲ့အတွဲလေး ဒါလူချင်းမင်းတို့ဒါဒီအချိန်မှာဒီကောင်လေးကိုကျွန်တော်တို့ဈေးနှုန်းဘယ်လောက်နေမလဲအရေးကြီးဆုံးပိုင်းကိုကျွန်တော်ပြောပြပေးမယ်။ဒါဒီကောင်လေးက original ဈေးနှုန်းကျွန်တော်တို့53သိန်းရှိမယ်။ဒါပေမဲ့ကျွန်တော်တို့ဒီသတင်းကျ promotion အနေနဲ့ဒီကောင်လေးကိုတက်ဆင်ကအပအပီးစီ46သိန်း5000နဲ့ရမယ်။46သိန်း5000ကို inverter ကို4200 inverter ရမယ်။ battery က 320A ရမယ်။ battery ampere တောင်းနေ inverter power ကြီးတယ် inverter အမကန်နှစ်နှစ် battery 5 year 3+2 အဲ့လို setup လေးကိုမှကျွန်တော် installation အပါ ဒီ breaker box တွေ panel တွေ cable တွေအကုန်အပါအပီးကိုကျွန်တော်တို့46 35 5000နဲ့လူချင်းမင်းတို့တက်ဆင်ပေးမယ်ပေါ့နော်အဲ့တော့လူချင်းမင်းတို့လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ power boy ရဲ့ pay messenger fiber ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးတော့မာယူမင်းမျက်နှာမှာခင်ဗျာအားလုံးပဲဒါလက်ပတ်တော်နေလေးတစ်နေ့ပိုင်ဆိုင်ပါစေခင်ဗျာဟုတ်ကဲ့